ဲဖွင့်နဲ့ခွေစက်ဖောက်ပြီးတော့ထွက်ပေါ်လာမဲ့ရွေးကောက်ပွဲအတုမကျင်းပရသေးဘူးမဲစရင်တွေမှားနေတယ်ဆိုပြီးသူတို့ဖုတ်ဖို့ချင်းမဲ့အတန်ထွက်လာတယ်နော်ဘူးလက်လှဆိုပြောထားတာကြည်ပါပြီတော့မှာမင်္ဂလာပါလစ်ဆာလစ်ဆာပါဒီနေ့အော်တိုဘာလ9ရက်တနင်္ဂနွေကျွန်တော်တို့အမဲစင်းတွေကတ်ထားတာတော့ကြည်တယ်တော့ကြည်တော့တော်တော်များများလွယ်နေတယ် လူလွဲတာလဲဆိုတော့2020တုန်းကမစင်အဟောင်းကြီးလို့ယူဆအဲ့ဒါတွေပြန်ကပ်ပြီလေအခုအစ်စ်ပြန်ကောက်တဲ့ဒီရကြီးအုပ်ချုပ်ရေးမှုတွေဟလာပြန်ကောက်တဲ့စည်ရင်းတွေမဟုတ်အကွာတာကတော်တော်ကွာ900မှာ300လောက်กว่าဒါဒါအသိပ္ပသိမကောင်းဘူးเนาะနီးစီနဲ့ပြန်လောက်ရမယ်ပုံစံသုံးနဲ့ပြန်လျှောက်ပြီးတော့ပြန်လောက်ရတော့တော့ကိုတော့တော့လောက်ရမယ်ဒါ7ရက်နေဆိုကဲ900မှာ300လောက်กว่าတာเนาะ နည်းနည်းလေးမဟုတ်ဘူးเนาะကြည့်ပါတော့ဒီနေ့က9ရက်ဆိုတော့တပတ်ပဲကြာတော့เนาะဒီတပတ်အတွင်းမှာအာတော်တော်လုတ်ယူอ่ะဥမာဟလာမင်္ဂလာဒီပလို့ရက်ွက်မျိုးမှာဆိုရက်ွက်အုတ်ချုပ်ရမှုတော့မပါဘူးဗျာကဲကြားတယ်เนาะရက်ွက်အုတ်ချုပ်ရမှုတော့မပါဘူးတဲ့ရက်ွက်အုတ်ချုပ်ရမှုရဲ့မိသားစုကမဲစင်းမပါဘူးကြံနေကြံနေလူတွေပြောမနေနဲ့အဲ့လိုကြီးဖြစ်တယ်တည်သွားတဲ့လူတွေပြန်ပါနေရရှိတယ်နော်တည်သွားတဲ့လူတွေနောက်တကအပီးပြောင်းသွားတဲ့လူတွေအဲ့ဒီလူတွေလည်းပြန်ပါနေတယ် ဒါတော်တော်များနေတယ်နောက်တစ်ခါလွတ်တော်ကိုယ်စားလှယ်တယောက်ပဲပါတယ်သူ့မိသားစုကြတော့မပါဘူးလွတ်တော်ကိုယ်စားလှယ်တော့အာနာလို့ထည့်ပြလိုက်လားမသိဘူးအဲ့တော့ယူစီကဒီမဲစင်းတွေကတော်တော်ကိုတော်တော်ကိုမှားနေကဲတေချာနားထောင်နော်အန္တဒီအာနာတင်းရတာမဲခိုးလို့ပါမဲစင်းမှားပြီးမဲခိုးလို့ပါလို့ပြောတဲ့သူတွေမင်းတို့ဘက်ကဖွတ်ကြီးကိုလည်းဒီမှာထွက်ပြောနေတာတေချာနားထောင်တော်တော်ကိုပြန်ပြင်ရမယ် အဲ့အဲ့တွေးတယ်ဗျအဲ့တွေးတော့ဒါလေးကိုအချိန်မီပြုပြင်ဖို့အဲ့တော့ဘယ်လိုအလုပ်ရှုပ်လဲဆိုတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေနောက်တော့လွတ်တော်ကိုယ်စားလှယ်ကိုတိုင်ကဟလာအားထုတ်ပြီးတော့မဲယုံတိုင်းကိုလိုက်ကြည့်ပြီးတော့မှဓာတ်ပုံရိုက်ပြီးတော့မှဒီစီးမှန်လားမမှန်လားဆိုရက်ွက်ထရလူတွေကိုခေါ်ပြီးတိုက်ဆိုင်စစ်ဆေးရတယ်ခုကျွန်တော်လုံနေရတယ်ဗျာကျွန်တော်လည်းဟလာမဲယုံကိုယ်စားလှယ်ခန့်တာဆိုတော့အဲ့ဒီလူတွေအကုန်လုံးဓာတ်ပုံရိုက်ရိုက်ပြီးတော့တူးကြီးကိုစစ်ပုဆိုပဲ အမျိုးနဲ့တမျိုးနဲ့ຢာနဲ့ကြည့်ပြီးတော့ကွာချားနေကြ။ကဲကြားရနော်ကြားရနော်မဲစရင်မှားလို့မဲခိုးပါလေဆိုတဲ့လူတွေမှကြားရနော်ပြောနေပြီ။ဟမ်ဒါလေးတော့နည်းနည်းအားထုတ်ပြီးလောက်ရလိမ့်မယ်ယူစီရလေး။အဲ့ဒါပြောပြတာ။လစ်ဆာလစ်ဆာကဲအားလုံးကြားရနော်။အဲ့တော့2020ရွေးကောက်ပွဲမှာမဲစရင်မှားလို့မဲခိုးလို့အာနာသိမ်းရပါတယ်ဆိုတော့ အခုဒီမင်းတို့လုံမဲ့ဖွင့်နဲ့ခွေစက်ပေါက်မဲ့